မြန်မာနဝတ်ချန်နယ်ကိုအစဉ်တစိုက်အားပေးနားဆင်နေကြတာပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ channel လေးကနေပြီးတော့ပရလောကနဲ့ဂမ ्य ဇလားကောင်းလေးတွေကိုနေ့စဉ်ရွေးချယ်တိဆက်ပေးနေပါတယ်။ဒီကလေးမှလည်းပရိသတ်များနားဆင်ရမယ့်ဇလားလေးကစာရေးသူမြူကိုလင်ကရေးသားထားတဲ့မော်ဆိုဖိုးတင်တဲ့မျက်လုံးအယောအစာဇလားလေးကိုပရိသတ်ကြီးကနားဆင်ရမှာဖြစ်ပါတယ်။ရာသီဥတုဟာစောင်းအုပ်ကွန်တွင်အကူကာလာကိုရောက်လိပြီဗျ။ ကျွန်တို့စီရတဲ့တော့ရအမဲပြစ်ဖို့အတွက်တော့အထွေနဲ့ကိုဝင်ရောက်လာခဲ့ကြတယ်။မနက်ပိုင်းနေမထွက်ခဲ့တောက်စဲတောင်နှင်းကြီးတွေကမြို့ကိုယ်တွေရစ်တိုင်းလွှဲချုံနေပြီးကျွန်တို့ဟာရွာချောင်းရိုးအတိုင်းအပေါ်ဘက်အရက်ကိုစုံတက်လာခဲ့ကြတယ်။ရွာချောင်းပြားတနေကုန်သွားရတဲ့အရက်ကတော်ပြုံတိချင်းမရှိသေးတဲ့အရက်မို့တားကောင်မျိုးစုံရရှိနိုင်တဲ့အတွက်အဲ့ဒီအရက်စီကိုဥတီလာခဲ့ကြတယ်။မိုးပြတ်တဲ့အချိန်ဆိုတော့တောင်ကြချောင်းကရေနေပါပြီး တဲကောင်ကုန်ကြီးတွေပေါထုံးလို့ရေတွေကမြောင်းတတာပဲရှိနေတယ်။မိုးရသည်ဆိုရင်တောင်ကျရေတွေနဲ့ပြည့်စုံနေပြီးတော့မိုးရွာနေတဲ့အချိန်မျိုးမှာ၆ခန်းနှစ်ဖူးတိရေပြည့်စုံလို့ရေတွေတလဟောအရှိန်ပြင်းစွာနဲ့စစ်စစ်နေတတ်တယ်။ဥရူရသည်တောကိုမှီသည်ဆိုတဲ့စကားအလွန်မှန်တယ်။ကျွန်ုပ်တို့ရဲ့အရက်ကရှိရခင်ကျွန်တော်ငယ်စရာရာသည်ဥရူတံကိုခရရတာကနည်းပါတယ်။နောက်ပိုင်းတစ်ဝါတွေအတိုင်းအဆမရှိခုတ်ထင်နေကြတာကြောင့်တပည့်ကြီးတွေမရှိတော့ပဲ။ လေပြေးတံကိုအကောက်ခဲ့ပြီးတဲ့တစ်ပင်ကြီးတွေမရှိတော့မုံတိုင်းဆိုရင်ဓာတ်ရိုက်ခရရသလိုဝိုးရိုင်တော့မှတစ်ပင်ကြီးတွေမရှိတဲ့တောင်ပေါ်ကကျလာတဲ့ရေတွေကချောင်းစီကိုအရှိန်နဲ့ဆင်းဆင်းကြတဲ့အခါဝိုးရသည်ဆိုရင်ရွာမှာရေတက်ပြီးတော့ဒုက္ခကြုံရတယ်။ရေနဲ့အတူတူပါလာတဲ့ငွေစိုးတွေကြောင့်လည်းအသက်ဆုံးရှုံးရတာတွေလည်းရှိတယ်။ကျွန်ုပ်တို့သွားတဲ့ချောင်းမေးတစ်လျှောက်မှာရွာငယ်လေးတွေကိုတွေ့ရပြီးတာဝါလုံငန်း၊ကိုင်းလုံငန်းတွေလောက်ကန်နေကြတဲ့ရွာတွေပဲဖြစ်ပါတယ်။ဒီနေ့ကိုခရီးဆက်လာကြပြီး ညနေပိုင်းစေယုတ်ကြီးလို့ခေါ်တဲ့ရွာကိုရောက်လာခဲ့ကကျွန်တော်အတိမဲဆူရဲ့အိမ်မှာတညာအိမ်လို့ခီးဆက်ခဲ့ကြပြန်နေ။နောက်တနေ့မနေ့စောစောမိုးလင်းလာတဲ့ရွာကထွက်လာခဲ့ကြတယ်။ကိုကြီးဟိုကြောက်တုံးကြီးကရောင်ဝယ်စေယုတ်ကြီးတွေပုံစံဖြစ်နေပါလား။ဟိုမှာလဲကြောက်လိကြီးတစည်းပြ။မဲလုံးနဲ့တာဝရောင်ဝယ်စေယုတ်ကြီးပုံဖြစ်နေတဲ့ကြောက်ကြီးတစ်လုံးနဲ့ကြောက်လိကြီးကိုကြည့်ပြီးအော်အော်စကားဆိုနေတယ်။ပြောတဲ့အကြောင်းဘူးတာက ဒီရက်ကိုရှေ့ရဘရင်တပါဆစ်ရှုံးလို့ရှောင်ပြေးလာကြတယ်လို့ကြားဘူးတယ်။ဗစဲရဆိုရင်အရာဟုတ်မဟုတ်တော့ငါလည်းမသိဘူးကွာ။ဟုတ်မထင်နဲ့ကိုကြီး။ဟိုမှာတော့ကိုရက်ပင်ငရုတ်ပင်တရက်ပင်တွေပေါက်နေကြတယ်ဗျ။လူတွေနေသွားပုံရတယ်။ရှင်းတော့လူနေသွားလားမသွားလားကျွန်ုပ်လည်းအတိအကျမသိလို့မပြောတတ်ဘူးတာဝရဲ့။လူခါလောက်အမြင့်ငရုတ်ပင်ကြီးတွေကတော်ထားပေါက်နေတယ်လို့တော်ကုန်ရက်တရက်ပင်တွေပေါက်နေတဲ့နေရာစီကျွန်ုပ်တို့ရောက်ရှိလာခဲ့ကြတယ်။ တော်ကွန်ရက်တွေကအရွက်သေးပြီးအရသာဆက်တာကြောင့်လူမစားကြအောင်။ငရုတ်ပင်ကြီးတွေကလည်းမြေစီမြေရိုင်းမှာပေါက်နေတာကြောင့်အာကောင်ရှင်တန်စွာနဲ့အသီးတွေကလည်းပြုတ်ခွဲစွာနဲ့ရင်တချို့မှဲ့တချို့ရှိနေကြတယ်။တရက်ပင်မှာအသီးကွင်းတွေရှိနေကြတယ်။တဝါနဲ့မဲလုံးကလလန်းမီယာကတရက်သီးတွေကိုခုသလိုငရုတ်သီးတွေလည်းခုဆွနေကြတယ်။ဒီချိန်တော့အတွင်းကလူကြီးတို့ကကျွန်ုပ်တို့ရှေ့ဟာစီရှောက်လာတာကိုမြင်တွေ့ရတယ်။အဲ့လူကြီးက ကျွန်ုပ်တို့ဘေးမနီမွေးမှာရက်တန့်ပြီးစကားစတဲ့ပြောလာတယ်။လူလေးတို့လူလေးတို့ကဒီရက်ကမဟုတ်ဘူးထင်တယ်။ဟုတ်တယ်အဖကျွန်ုပ်တို့ကအမဲလိုက်မှုဆိုးတွေပါ။အော်ထင်တော့ထင်တယ်။ဒီနေသားတွေဆိုရင်ဒီနေရာအသီးနှံတွေမခိုးရကြဘူးကွ။ဘလို့ပါဒီနေရာအသီးနှံတွေကိုမခိုးရကြဘူးဟုတ်လား။လူကြီးစီကထူးဆန်းတဲ့စကားကြောင့်ငရုတ်တီတည့်ရက်တီးတွေခူးနေတဲ့မဲလုံးနဲ့တော်က ခုလက်စအသူတွေကိုစက်မကူကြပဲရက်ကလူကြီးပြောလာမဲ့စကားကိုနားဆွေးနေကြတာကိုတွေ့ရတယ်။ဒီနေရာကိုနန်းရကုန်းလို့ခေါ်တယ်ကွဒီနေရာကအသီးနှံခုဆုသူတွေကအချောက်လက်နဲ့ကြုံရတယ်။ပြောရရင်တော့ဒီနေရာကပရလောကသားတွေရှိတယ်။သူတို့နေရာကအသီးနှံခိုးတာမကြိုက်လို့ပေါ့။ကျွန်တို့ကလည်းမသိလို့ခူးမိတာပါ။အခုတော့ပြန်ပြီးတောင်းပန်ရတော့မှာပေါ့။လူကြီးကကျွန်တို့ကိုဒလီပေးစကားပြောပြီးတာနဲ့တပြိုင်နက် တော့အတွင်းထဲကိုပြန်လဲဝင်ရောက်ပျောက်ကွယ်သွားခဲ့တယ်။ကျွန်တော်တို့ကတော့ဒုက္ခပဲဗျာ။ဘယ်လိုလုပ်ကြမလဲကိုကြီး။ပြဿနာပဲ။အလကနေထိုင်ရင်ပြဿနာရှာသလိုဖြစ်နေပြီ။ဒီအသေးတွေတနေရာမှာထားလိုက်တော့မယ်။မဲလုံးနဲ့တာဝါမျက်နှာငယ်လေးတွေနဲ့ကြောက်လန့်ဟန်နဲ့ပြောလာတယ်။ဒီအချိန်မှာပဲတော်တစ်ခုလုံးမိုးမောင်ကြလာသလိုဖြစ်ပြီးတေးရဲ့ပင်ကြီးတွေကလေမတိုက်ပါပဲတဝုံဝုံနဲ့လှုပ်ခတ်လာတယ်။ ကျွန်တို့ဘေးပတ်ဝန်းကျင်တောတွေရသစ်ပင်ကြီးတွေလဲကြသလိုအတန်တွေကြားနေရတယ်။အနေအောင်တောကြောင်ကြီးတွေရလဲတရက်ပင်တွေအပေါ်ကနေဟိုဟိုဒီဒီခွန်ကူးနေကြတာကိုတွေ့ရတယ်။အချောက်လန်းစတီနေပြီးဖြစ်ကြောက်တိလိုက်ရတာကြောင့်မဲလုံးနဲ့တဝါကျွန်တို့အနည်းုံပြေးကက်လာတယ်။ဘာမှမကြောက်ကြနဲ့မသိလို့ခူးမိကြောင်တောင်းမဲ့စကားပြောကြ။ကျွန်တို့တွေဟာဒီနေရာအချောက်မသိတဲ့သူတွေမို့ဒီနေရာကအသီးနှံတွေကိုခူးဆုံးမိခြင်းသာဖြစ်ပါတယ်။ ဒီအတွက်ဒီနေရာမှာရှိတဲ့သူတွေကိုစိတ်ဆိုးဒေါသဖြစ်သွားရင်တောင်းပန်အပ်ပါတယ်ကျွန်တို့နောက်မခူးတော့ပါဘူးမသိလို့ခုဆုမိတာတောင်းပန်ပါတယ်ခွင့်လို့ပြပါပထမတစ်ချိန်မသိလို့ဖြစ်သွားတာမို့တစ်ချိန်တော့ခွင့်လို့ပြပါ နောက်မဖြစ်စေရတော့ပါဘူးတောင်းပန်ပါတယ်ခမကျွန်တော်နောက်ကနေမဲလုံးနဲ့တာဝါတို့အတန်ကြဲကြဲနဲ့အော်ဟဲတောင်းပန်ကြတယ်ကျွန်တို့ကသုံးချိန်သုံးခါတောင်းပန်ပြီးတဲ့အချိန်ပဝင်းချိန်အချိန်တွေကဒဇဒဇပြောင်းလဲလာခဲ့တယ် မုံမောင်ကြနေတဲ့ပဝင်းကျားကတဖြည်းဖြည်းကြီးလင်းလာသလိုတရက်ပင်နဲ့လှုပ်ရှားနေခြင်းကလည်းတီးကနဲ့ရက်တက်မင်းညင်သွားကအပင်နဲ့လဲကျနေတဲ့အတန်ကလည်းပြောက်ွက်သွားခဲ့တယ်။ကျွန်ုပ်လည်းခူးထားတဲ့အသီးနှံတွေကိုတင်းနေရရမှစုပုံခိုင်းမိတဲ့အခါအဲ့ဒီနေရာကနေထွက်လာခဲ့ကြတယ်။တော်သေးတာပေါ့တောင်းပန်လို့အချိန်တွေညင်သွားလို့ပေါ့ကြောက်စရာကောင်းလိုက်တာဟုတ်ပါအချိန်တွေကချက်ချင်းကြီးပြောင်းလဲသွားတာကျွန်တော်ကတော့အခုထိကြောက်နေတော့မယ် လမ်းမှာမဲလုံးတဲ့တာဝတုံးမောက်ချဲအတွက်ကြောက်နဲ့စကားဆူနေကြတယ်။ဓာမျိုးတွေကတော်တွေဖြစ်တတ်ပါတော့ကွာ။မင်းတို့မကြုံမှုကြသေးလို့ပါ။လာဒီမှာခဏနိုင်ကျွန်ုပ်တို့အခုလိုဖြစ်သွားသလိုအဖြစ်မျိုးနဲ့စင်တူဖြစ်တဲ့အဖြစ်ပြက်တစ်ခုကိုပြောပြမယ်။ကျွန်ုပ်တို့လည်းတစ်ပေကြီးတစ်ပေရဲ့အောက်မှာခဏဝင်လာလို့ကျွန်ုပ်ငယ်စီကလေးတွေကအဖိုးပြောပြတဲ့တောင်မော်ရွာငယ်လေးတီဝါအကြောင်းကိုတာဝနဲ့မဲလုံးကိုပြန်ပြောပြဖို့အစပြုလိုက်တယ်။ တိမ်ကုန်းရွာကရိုးမတော်အတွင်ရွာငယ်လေးတရွာဖြစ်ပြီးတော့အိမ်ကြီး20လောက်ရှိတယ်။တအိမ်နဲ့တအိမ်ကလည်းအနည်းငယ်အလံဝေးတဲ့နေရာမှာရှိပြီးတော့အစီအစဉ်တကျတီထောင်ထားတဲ့ရွာမဟုတ်ပဲဟိုတအိမ်ဒီတအိမ်တီထောင်ထားခြင်းဖြစ်ပါတယ်။အိမ်တွေဟာကြားရံကိုကြောက်ကြတဲ့အတွက်ခြေထဲရှိအိမ်တွေကိုဆောက်လုပ်ထားကြတယ်။ရွာသားတွေကလည်းတောင်ယာခုတ်ထွင်းဆက်ပြိုးခြင်းအမဲလိုက်ပြီးအသက်ဝင်ဝဲကြောက်ပြုတ်ကြတယ်။ကာလာသားတွေကတော့အရွယ်ရောက်ရင်တောင်ယာခုတ်ခြင်းအတွက်မိဘတွေကိုကူညီလှုပ်ကန်ကြပြီး အဲ့ဒီအချိန်မှာတော့ထောင်ချောက်တုတ်ကောင်းတွေထောင်ချတဲ့လို့လင်းနယ်များကိုင်းကအမဲလိုက်ကြတယ်။မင်းကလေးတွေကတော့ဘိုင်းငယ်ဆက်ဖို့မောင်းထောက်ချင်းအလုပ်တွေကိုလောက်ကင်ကြပါတယ်။အပြိုတွေစုဝေးပြီးတော့အတွင်းဝင်လို့ဟင်းသင်းဟင်းရဲရှာတယ်။ချင်းခွေချင်းတွေပြုတ်လောက်ကြတယ်။ဒီလိုနဲ့တခုတော့နေရက်တင်ကုန်းရကအပြိုကြီးခေတန်းနဲ့အပြိုလေး၅ယောက်တို့တော့အတွင်းထဲမှာဟင်းသင်းဟင်းရဲလက်ရှာရင်ထင်းလေးခွေရေးဆိုပြီးတော့လူစုပြီးရွာနေထွက်လာခဲ့ကြပါတယ်။ မင်းမသားတွေကြီးဆိုပေမဲ့တွာလာနေကြတောတောင်နေမှုအကြောက်လည်းမရှိကြ။တချေဆိုတဲ့သူကဆိုရေစာရှိတဲ့သူတွေကတို့ရေစာကိုရေစာအကြောက်ပြောရင်လက်ပတ်မဲဇဲရကြတဲ့အလားစုညက်စွာနဲ့တော့အတွင်းထဲကိုဝင်လာခဲ့ကြတယ်။ရိုးမတော်ကြီးကတော့တောမှုခိုအားထားနေကြတဲ့သူတွေအတွက်အသက်တခေကျေးဇူးရှင်ပဲဖြစ်ပါလေ။အိမ်ဆောက်ဖို့တိတ်ဝါကျိတ်ရတွေတော့အတွင်းထဲကခုတ်ရသလိုဥယျာဉ်တောင်ရတွေဆက်ပြို့ဖို့မြင်းနေရကိုလည်းအခမဲ့ရနေတယ်။ တော်တွင်မြှခိုနေထိုင်တဲ့တားကောင်မျိုးစုံကမဆိုးတွေအတွက်အဆင်ပြေသလိုယာတီအလိုက်တီးညံတွေကလည်းဈေးကြီးတစ်ခုလိုရှိနေတယ်။တော်မီလောင်မူစားအချိန်ဆိုရင်ကဒတ်ညွန့်နဲ့ဗဒတ်စာပွင့်နေကမီးလောင်မြင်းနေရာမှာအစီပေါက်နေတတ်ကြတယ်။ဗဒတ်စာနွေရာသီဆိုရင်အပွင့်အဖြစ်မြေကြီးကိုထိုးခွဲပြီးပွင့်လာတတ်ကြတယ်။မိုးရာသီမှာတော့အပွင့်ရအပင်အဖြစ်တဖြည်းဖြည်းပြောင်းလဲသွားခဲ့တယ်။အပွင့်ကိုစားလို့ရသလိုအပင်ကိုလည်းအခေါ်မာတွေဖယ်ပြီးတော့မှ အတွင်သာနုနုကိုချက်ပြုတ်စားကြတယ်။ဂဒညိုနှရသူမှာအစာများပြီးတော့မိုးရသူမှာတော့ဥကိုတူးယူကြတယ်။တချို့နေရာမှာတော့ဥကို ထုထောင်းပြီးအချောက်လန်းလိုကြော့စားကြတယ်။ရာသူမင်းကလေးတွေကဗဒက်စာပွင့်တွေကိုဓာတ်နဲ့တူးကယူနေကြသလိုဂဒညိုနေနဲ့တခြားသောအရွက်တွေလည်းခူးနေကြတယ်။တစုတစည်းတဲ့အသွားရဲ့အရနေတော်မို့တော်အတွင်နဲ့ဟင်းရှာမဲ့နေရာရောက်တာနဲ့လူစုခွဲပြီးဟင်းရှာကြတယ်။ ဒါပေမဲ့တယောက်နဲ့တယောက်အဝေးကြီးခွဲထွက်သွားတာမျိုးမဟုတ်ပဲခေါ်တန်ကိုပြိသားစွာကြားနိုင်တဲ့အကွာဝေးလောက်သာသွားနေကြတယ်။နွယ်နွယ်လို့ခေါ်တဲ့မိန်းကလေးကတော်တွင်ဟင်းသင်းဟင်းရက်တွေရှာရဲသွားနေတော့မျက်လုံးကဟိုဟိုဒီဒီမျက်လုံးဝှေ့ကြည့်တဲ့အခါကျထူးဆန်းတဲ့မြင်ငွေတစ်ခုကြောင့်ဗစက်အဟောင်းသားနဲ့ငေးကြောင်ကြည့်နေမိတယ်။သူတွေ့ရတာကလူပုံစံအရွယ်အစားအတိုင်းတူညီစွာထုစစ်ထားတဲ့ရုပ်တုတစ်ခုကိုတွေ့လိုက်ရတယ်။နေအောင်နဲ့ရုပ်ထုမျက်လုံးတွေဝန်းလက်သွားပြီး နွယ်နယ်နဲ့စိတ်ဝင်စားစရာနဲ့ရုတ်ထုအနည်းကိုတိုးကဲချိမိတယ်။အနည်းရောက်တော့မှရုတ်ထုကမိမတယောက်ပေါ်ရုတ်ထုမဲတိလိုက်ရတယ်။လှပတဲ့ကိုနေဟန်ထားမှာမင်းသမီးအဝတ်အစားတွေဝတ်ဆင်ထားတဲ့ပုံရုတ်ထုကညညာတဲ့ကြောက်သားပေါ်မှာရက်နေတယ်။ကောင်းတယ်ဆက်သက်ကြည့်လိုက်တော့ကြောက်သားကိုထုစစ်ထားမှတိလိုက်ရတယ်။မျက်လုံးကိုကြည့်ပြီးတော့နွယ်နယ်တယောက်ရင်းတဒိန်ဒိန်ခုန်သွားတယ်။ဟုတ်ပါမလားလို့တွေးပြီးအသေးချာပြက်ကြည့်ပေမဲ့သူ့အမြင်မမှားကြောင်းနွယ်နယ်တိလိုက်ရတယ်။ ရုတ်ထွက်ရဲ့မျိုးလုံးတွေကအနေအောင်ကြောက်ကိုထည့်ထားတာကိုတွေ့လိုက်ရတယ်။နွေနွေရလည်းမြို့မှာကြောက်တက်ပြီးတော့တန်မှုကြီးရတနာပစ္စည်းတွေအကြောင်းကိုမြင်မှုကြဘူးသူ။ယခုမင်းသမီးမျိုးလုံးကကြောက်နေရတန်မှုရှိနိုင်ကြောင်းတွေ့ပြီးလောဘစိတ်တွေတည်ရည်တက်လာတယ်။အခုကြောက်နေနှလုံးကတန်မှုမရှိဘူးဆိုရင်တော့မှသူ့အတွက်နင်းနာစရာမရှိ။တကယ်လို့တန်မှုကြီးကြောက်တွေတာဖြစ်ရင်ချမ်းသာမယ့်အရေးလို့တွေးပြီးတော့လောဘစိတ်ဝင်ကြီးကြောက်ကြောက်နေနှလုံးကိုထုတ်ယူဖို့တွေးလိုက်တယ်။ ဒါကြောင့်လဲကြောက်ကိုထုတ်ယူဖို့ဗရက်စာတူးတဲ့ဓမြောင်တူလေးကိုထုတ်လိုက်တယ်။ရုပ်ထုတ်အကြီးကတ်လာတဲ့အခါမှာနွယ်နွယ်ရဲ့အရက်ကအနှဲငယ်တူနေလို့ကြောက်နေကိုထုတ်ဖို့အခက်တွေ့နေရကြောင့်ဘီဘီဝဲရကြည့်ပြီးလိုက်ရှာကြည့်တော့လူတယောက်ဖက်ကြောက်တော့တုံတွေ့ရတာကြောင့်လက်ယူလာပြီးကြောက်တော့မရက်ကဒါဦးနဲ့ကြောက်ကိုထုတ်ယူဖို့ကြိုးစားနေတယ်။ဒါပေမဲ့လည်းကြောက်သားမှာမြှောက်ထားတဲ့ကြောက်နေကအလွယ်တကူထုတ်မရတာကြောင့်အခက်တွေ့ရပြန်တယ်။ကြောက်တော့မဝပြက်စီပြီးတော့ လက်တကင်စာအရွယ်ကြောက်တုံးတလုံးကိုရှာပြီးဓာယိုးဖိတေးကိုကြောက်ခဲနဲ့ထုနေတယ်။ကြောက်နေရဲ့အောက်ခြေအဆက်နှစ်ယောက်တွေကိုရနေတော့မကြခင်မှာပဲကြောက်နေတလုံးကဓာဝုနဲ့ကလော်စစ်ကျွတ်ထွက်လာခဲ့တယ်။လူတယောက်မျက်လုံးအရွယ်စာကြောက်ကနွေနွေရဲ့လက်ဝါးပြေတစ်ခုလုံးမှာသွေးရောင်လွှမ်းခြုံနေတယ်။နွေနွေလည်းဝမ်းသာတဲ့လောဘစိတ်ကြောင့်ကြင်နေတဲ့ကြောက်နေတလုံးပထမနေ့အတိုင်းထုတ်ယူပြီးကြောက်နေနှလုံးကိုကြည့်ပြီးဝမ်းသာအားရရှိနေတဲ့ချိန်တယောက်နဲ့တယောက်အချက်ပြအော်ခေါ်တာကြောင့် နည်းနည်းကြောက်နေနှလုံးကိုဟင်းရွက်ထဲတဲ့ပလိုက်ရဲ့အောက်ခြေမှာထည့်ပြီးအပေါ်ကနေဟင်းတွေနဲ့ဖုံးထားလိုက်တယ်။ရွာသူအဖော်ရီစီကိုသွားဖို့ဟန်ပြနေတဲ့နည်းနည်းရုတ်ထုကိုအမတ်မထေကြည့်လိုက်တော့အံ့ဩထိတ်လန့်စိတ်ဝင်သွားခဲ့တယ်။ရုတ်ထုမျက်လုံးနှလုံးတွေကကြောက်နေထုတ်ယူလာခြင်းကြောင့်ဟောက်ပက်ကြီးဖြစ်နေပြီးမျက်လုံးနှလုံးတွေကလည်းတွေးတွေစီးကျနေတာကိုအံ့ဩဝါရမြင်တွေ့လိုက်ရတယ်။ကြောက်လေးစိတ်တွေဝင်လာတာကြောင့်နည်းနည်းတရားအဲ့ဒီနေရာကနေတကြိုးတည်းပြေးထွက်လာခဲ့တယ်။ ရွာအဖော်တွေနဲ့စုံမို့တတ်မှတ်ထားတဲ့နေရာကိုရောက်တဲ့အခါတခြားလူတွေအားလုံးရောက်နေကြတယ်။နွေနေရဲ့ငါတို့ကနေ့ကိုစိုးရင်နေတာခေါမကြောက်အောင်မကြနဲ့ဘာတွေများဖြစ်နေပြီလဲလို့ငါတို့ရဲ့အချက်ပြီးအော်တယ်ပြူအောင်မကြောက်ဘူးလားတချက်မှတောက်ပြတာမမေးဘူး။နောက်ဒီလိုလုပ်ရင်ငါတို့တော့တိုင်နေ့ကိုမခေါ်တော့ဘူးနော်။မဟုတ်ပါဘူးမခင်တဲ့ရဲ့ခေါ်တယ်ကြားပြီးပြန်မတောက်ပြန်တာငွေနဲ့တွေ့ပြီးကြောက်လို့အတန်တောင်မထွက်ဖြစ်သွားတာ။ ဒါကြောင့်ပြန်ပြီးအတမပေးဖြစ်တာစိတ်မဆိုးကြပါနဲ့နော်တကယ်တော့တောသူဖြစ်ပြီးငွေကြောက်ရတယ်လို့ငွေနဲ့တွေ့တာများစကားတွေထည့်ပြောနေတယ်အပြိုကြီးခေတ္တကနွေးနေကိုပြစ်တင်စကားဆိုနေတယ်အကယ်၍မိန်းကလေးတွေတခုခုဖြစ်သွားရင်ခေါင်းဆောင်ထိတဲ့သူ့အပေါ်ဝိုင်းပြီးအပြစ်တီခံရမှာနွေးနေကရွာပြက်လာရလက်တလျှောက်ပျော်လွန်းလို့ကကုံချစ်စိတ်တောင်ဖြစ်နေမိတယ်သူ့စိတ်အတွင်းထဲမှာတခြားသူတွေက သူ့ဟင်းပလိုင်းတောင်းမှကြောက်နေနေလုံးထက်လာတာကိုရင်းမိသွားမှလဲစွန့်ရင်စိတ်တွေဝင်ပြီးတော့တခြားသူတွေရဲ့အနောက်ကနေတာလိုက်ပါလာခဲ့တယ်။ရွာပြေရောက်တဲ့အခါမှာတော့အားလုံးကိုစီလမ်းခွဲပြီးမိမိအိမ်ကိုပြန်လာခဲ့ကြတယ်။နင်းနဲ့တယောက်အိမ်ကိုရောက်တော့ဝါသာအာရအိမ်ပေါ်ပြစ်တဲ့ရေဘေးပြေဝရကိုကြည့်လို့အိမ်တကားကိုပြေးလိုက်တယ်။ဟဲ့သမီးဘာဖြစ်လို့အိမ်တကားတွေပြေးနေတာလဲ။နေကြီးကြောင်တော်ကြီးဘာဖြစ်လာလို့လဲ။အမေအဖေနဲ့ကိုရောပြန်မလာကြသေးဘူးလား။ တောင်ရတဲ့ကမှောင်ကန်ဒီမှအမြင်ပြောက်တာခုနေမှာအထူးစားလုံးလို့တော်ရရအမောက်ပြောကများကတ်လာသလားဤနွယ်နွယ်ရဲ့မိကရတမီးဖြစ်သူရဲ့ထူးထူးဆက်ဆက်ဖြစ်ပြနေပေါ်ကြောင့်စိုးရင်စိတ်နဲ့တမီးဖြစ်သူကိုကြည့်နေဝမ်းသာစရာပြောစရာရှိလို့အမီရဲ့ဒီမှာကြည့်ပါအောင်ဆိုပြီးနွယ်နွယ်ကတောင်ထဲကပါလာတဲ့ကြောက်နေနှလုံးကိုပြလိုက်တယ်ဒီအခါမှာနွယ်နွယ်ရဲ့မိကြီးကကြောက်နေနှလုံးကိုကြည့်လို့မျက်လုံးအပြူသာပါးစပ်အဟောင်းသာဖြစ်သွားခဲ့တယ် ဒါတွေဘယ်ရရတာလဲအမေခိုးလာတာမဟုတ်လားဖယားဖယားအမေရလေဒီလိုတန်မိုးကြီးပစ္စည်းဒီဘာမှဘသူစီမှာရှိမှာလဲတော်ရရနေကန်ကောင်းလို့ရလာခဲ့တာဆွေရည်စိမ့်နဲ့မြေလာတဲ့မိခင်ကြီးကိုနေတွေကကြောက်နေနေလုံးရလာတဲ့အကြောင်းအကုန်စင်ပြောပြလိုက်တယ်ဒီအကြောင်းဘသူ့ကိုပြောပြီးပြီလဲအမေတို့လက်ထဲဒီလိုတန်မိုးကြီးပစ္စည်းရှိနေမှလူတွေသိသွားရင်တခိုးဓမြရင်ကြောက်ရတယ် တမီးဒီပစ္စည်းတွေရလာတာဘသူမှမသိဘူးအမေမှတ်ယူလာတာအေးအေးနေဖေလာမဘာဆက်လုပ်ရမလဲတန်နေရမယ်အမေကဒီလိုတန်ဖိုးကြီးပစ္စည်းမျိုးကိုရန်ကိုကြအခုမှမြင်မှုတာဘာဆက်လုပ်ရမှမသိဘူးဟဲ့ဝါတာလုံးဆိုပြီးဘာလုပ်လို့ဘာကန်ရမှန်းတော့မသိတော့ပါဘူးကွတာမီးနီကဝမ်းတာလုံးဆိုပြီးညနေစာထမင်းဝါတော့မချက်တော့ပဲဖခင်ကြီးအလားထိုင်ဆောင်နေကြတယ်ဇာအိုတွေးထက်ထားတဲ့ကြောက်နေကြီးကိုစိတ်မချစွာနဲ့မကြခန္ဓာထုတ်ကြည့်နေကြတယ် ိမ်တကောက်ကိုလည်းဖိတ်ထားကြတယ်။ညနေဆောင်အချိန်မှာတော့နွေနွေရဲ့ဖခင်နဲ့အကူအတောင်ဟာကနေအိမ်ကိုရောက်လာခဲ့ကြတယ်။အိမ်တကောက်ဖိတ်ပြီးထန်နေတဲ့သားအမိကိုကြည့်လို့နွေနွေရဲ့ဖခင်နဲ့အကူအအံ့ဩနေကြတယ်။နွေနွေထုတ်ပြလာတဲ့ကြောက်နေနှလုံးကိုတွေ့ရတဲ့အခါတာဖာနဲ့အောင်အံ့ဩမှုနဲ့ဗဇက်အောင်သာရှိနေကြတယ်။ကြောက်နေနှလုံးရလာတဲ့အကြောင်းကိုနွေနွေကဒုရယအချင်းပြန်ပြောပြတာကိုစိတ်ဝင်တစားအံ့ဩမှုနဲ့နားထောင်နေကြတယ်။နွေနွေကတော့သူကြောက်နေရလာတဲ့ဇလတ်မှာ ရုတ်ထုမြန်လုံးကသွေးစီကျလာတဲ့အကြောင်းတွေကိုထိန်ချန်ထားလိုက်တယ်။တော်ရီအယုတ်စီကမြန်လုံးထောက်လာတာဆိုတော့တခုခုဖြစ်မှာတော့စိုးရိမ်မိတယ်။ဒီရုတ်ကဖလဲ။နောက်ကျဘယ်လိုရှိလဲမသိနိုင်အောင်။အိုးတော်ရလေ။ဘာစိုးရိမ်စရာလို့လို့လဲ။ကျောက်တုတ်တမီနဲ့ထိုက်လို့တောဆောင်နဲ့တောင်ဆောင်တဲ့တွေကိုညီပေးလိုက်တာနေမှာပေါ့။တော်တတ်တဲ့ကျောက်တတ်တော့တော်တယ်လှက်ပက်သွားတာဘာများရလို့လဲ။အယူသီးကျောက်စရာကောင်းတာတွေမတွေးစမ်းပါနဲ့။မပြောစမ်းပါနဲ့။ နန်းရဲ့ဖခင်ကြီးကစိုးရိမ်စကားပြောနေတော့မိခင်ကကြက်ကြလက်ကြနဲ့ပြက်လက်တုတ်ပြက်စကားဆိုလိုက်တော့ဖခင်ကြီးညင်ကြသွားခဲ့တယ်။နန်းရဲ့ဖခင်ဘက်ကဆင်မျိုးတယောက်ကမြို့မှာရှိနေတော့အဲ့ဒီလိုအကူကြီးတောင်းပြီးကြောက်နေနှလုံးသွားရောက်ကြမယ်လို့တိုင်မြင်ထားကြတယ်။မိသားစုလိုက်တိုင်မြင်ထားတဲ့စိတ်ကူကတော့သူတို့မိသားစုလိုက်မြို့စီဖျားဖို့သွားမယ်ဆိုပြီးရွာမှာတရင်နဲ့ထားမယ်။အကယ်၍ကြောက်နေနှလုံးကတံမိုးကြီးကြောက်တယ်မဟုတ်ရင်ရွာကိုပြန်လာပြီးတော့ဒီကိုအတိုင်းနေသွားကြဖို့ ကြောက်နေနှလုံးသားတံမိုးကြီးကြောက်တယ်ဖြစ်ရွာကိုပြတ်မလာပဲမြို့မှာပဲအခြေချနေသွားကြမယ်လို့တမင်ထားကြတယ်။တမီသားစုလုံးဝမ်းသာနေကြသလိုကြောက်နေနှလုံးရှိနေခြေကြောက်လဲနွေနွေရဲ့အဖေနဲ့အကိုကတယောက်တည်းလဲကိဆောင်ကြဖို့တမင်ပြီးဓာလန်တွေကန်လို့ညာဘက်မှာတယောက်တည်းလဲကိဆောင်ကြလေတယ်။နွေနွေရဲ့မိခင်နဲ့နွေနွေရတော့အိတ်တဲ့ဆိုမဲ့အိတ်မပြောဝမ်းသာစိတ်လုံးရှားနေတာကြောင့်အိတ်မပြောနောက်တနေ့စီစီစရာရှိရတွေစီစီလို့ မြို့တက်ဖို့တာမြင်ကြတယ်။ညနေကတော့အိရတဲ့လူလိရင်မိကနဲ့တစ်ချက်အိပ်ပျော်သွားတဲ့ချိန်ထူဆန်ကြောက်လပွဲအိမ်မက်တစ်ခုကိုမက်လိတယ်။နန်းနေတရားကိုမြို့ချေတွေစမ်းနေတဲ့တောအတွင်းထဲကိုရောက်နေပြီ။သူ့အနေနဲ့တကားမှမရောက်ဘူးတဲ့တောအတွင်းထဲမှာကြောက်လန့်စိတ်နဲ့စံတဝဝရှောက်နေတယ်။သူ့အရှိမလက်မကမှလူရဲတစ်ခုတွေ့လိုက်ရတာကြောင့်ဝါသာအားတက်ပြီးအဲ့ဒီနေရာကိုပြေးသွားမိတယ်။ ရှိခဲ့မင်းသမီးအဝတ်အစားတွေဝတ်ဆင်ထားတဲ့မိန်းမတစ်ယောက်ကနွယ်နွယ်ကိုကြောက်ပြီးရက်နေတယ်။ဒီနေရာကဘယ်နေရာလဲ။ကျမကဘယ်ကိုရောက်နေရလဲ။ကျမကိုကိုညီပေးပါရှင့်။နွယ်နွယ်ပြောတဲ့စကားတွေကိုအဲ့ဒီမိန်းမကမကြားတဲ့အလားကြောက်ခိုင်းရက်နေရကနွယ်နွယ်လဲတုံးလေးချိန်သူပြောတဲ့စကားကိုတုံ့ပြန်မှုမရှိရင်မြတ်တိုင်းရက်နေတဲ့အဲ့ဒီမိန်းမကိုစိတ်မရှိစွာနဲ့ပခုံးကိုလှည့်ကန်လိုက်တော့အဲ့ဒီမိန်းမရဲ့ခန္ဓာကိုယ်ကအလိုက်တင်လှည့်ပြီး နွန်ွယ်နဲ့မျက်နှာချင်းစာအနေထားဖြစ်သွားတယ်။ဟင်အောက်မလေးနွန်းနဲ့ကြောက်လန့်တကြားအော်ရဲ့နောက်ကိုဆုတ်လိုက်မိတယ်။ဒီမိမရဲ့မျက်လုံးဟာခြိုက်ဝင်နေပြီးလက်လက်ဆက်ဆက်သွေးတွေစီးကျနေတာကိုတွေ့လိုက်ရတယ်။နင်ငမ်းမျက်လုံးကိုဖောက်ထုတ်ယူသွားတယ်။ဒီအတွက်နင်ပြန်ပြီးပိတ်ဆက်ရလိမ့်မယ်။နင်မျက်လုံးကိုအစားပြည့်ယူရလိမ့်မယ်။မလုပ်ပါနဲ့။နင်နဲ့ငွေနဲ့အခုမှတွေ့ရလေ။နင်မျက်လုံးကိုဖောက်တာငါမဟုတ်ဘူးနော်။ဒီလူမအားဖြစ်လိမ့်မယ်။ အဲ့ဒီမိမလက်တပြက်အရှို့တက်လာပြီးနောက်ဆုံးနောက်ဆုံးလုံနေတဲ့နန်းနေရဲ့ရင်ဘတ်ကိုစောက်တွန်လိုက်တော့နန်းနေဖေတာရက်သားလဲကျသွားခဲ့တယ်။မလုံနဲ့မလုံနဲ့တမီးတမီးဘာဖြစ်လို့လဲအိမ်မဆိုးတယ်မနေရလားတမီးရေတောက်လိုက်ရေတောက်လိုက်နန်းနေဖင်တာရဲ့လဲကျသွားချိန်နဲ့တပြန်နဲ့ရှေလျာကောက်ကွေးတဲ့လက်သေးတွေရှိတဲ့လက်နက်ဖက်ကလက်သေးတွေဟာနန်းနေရဲ့မျက်လုံးကိုဖောက်ထွေးဝေးရောက်သွားတော့နန်းနေတယောက် ကြောက်လန့်နာကျင်စွာအဟစ်လိုက်တော့မိမတွေစိုးရင်တကြီးရောက်လာခဲ့ကြတယ်။နန်းနေရတော့ကြောက်လန့်စရာအိမ်မက်ဆိုးကြီးကြောင့်အိမ်မပြောင်းနိုင်ပဲအိမ်မက်ကြောင့်တွေးနေမိတယ်။သူ့ရဲ့အိမ်မက်တွေညလုံးကန်းနေတဲ့အမျိုးသမီးကကြောက်နေနှလုံးကိုထုတ်လာတဲ့ရုပ်ထုများဖြစ်နေမလားလို့တွေးမိပေမဲ့ဒီအတွေးစိတ်ကစိတ်ကူးရင်ဆက်နေတာကြောင့်ခေါင်းရရင်ကြောက်နေနှလုံးနဲ့ပတ်သက်လို့စိတ်ဆွဲလန့်ပြီးမတ်တဲ့အိမ်မက်လိုပဲတွေးနေမိတယ်။ဟင်ဘာဖြစ်တာလဲအမေ။ ငါလည်းလှုပ်နေရလားမသိဘူးသမီးရဲ့မဟုတ်ဘူးအဲဟိုတယောက်ယောက်လာပေါက်နေတာဘသူလဲကွအဲဟိုလာပေါက်နေတာဒါကြည့်ရအောင်ဒါဓာတ်ရိုက်ထားကြနော်ဘသူတွေလည်းမသိဘူးတို့ကြောက်ရတာသိထားလို့တမင်လာလောက်နေလားမသိဘူးဓာတ်ရိုက်ထားကြအိန်းညံကိုပုတ်နေတဲ့တဲ့တူအရာငလင်လှုပ်သလိုတုံးလေးချင်လှုပ်သွားတော့တမီသားစုလိုလှုပ်လို့ရရဖြစ်ကုန်တယ်။အန်ရရဲ့ဖခင်ကြီးကအိန်းညံကိုတရရောက်လာပုတ်နေတယ်လို့ဆိုပြီး တားဖြတ်သူလက်နေတံမီပြခိုင်းပြီးလှံကိုကင်ဆောင်လို့အောက်ဆင်းရဟန်ပြနေတဲ့အချိန်နွေနေရဲ့မိခင်ကြီးကသတိထားဖို့ပြောနေတယ်အဖေဖြစ်သူကလှကိုင်းတားဖြတ်သူကဓာတချောင်းကင်ပြီးအိမ်အောက်ကိုဆင်းလာတဲ့အချိန်နွေနေတို့တားမီနှစ်ယောက်စိုးရိမ်ကြောက်လန့်နေကြတယ်နွေနေရဲ့မိခင်ကြီးကတော့ကြောက်နေနှလုံးကိုဘူးတစ်ခုအတွင်းထက်ပြီးလက်နှစ်ဖက်နဲ့တင်းတင်းကြပ်ကြပ်ဆုပ်ကင်ထားတယ်နွေနေရဲ့ဖခင်နဲ့အကိုကတော့အိန္ဒိယကိုလာပုတ်တဲ့ခေါင်းရမ်းကိုရှောက်လာခဲ့ကြတယ် ခြေတန်ရှင်အင်ကိုလာပုတ်နိုင်တဲ့လူအရွက်ကိုလည်းသူတို့စိတ်အတွင်းအံ့ဩနေကြတယ်။ဟာအဖေဘာဘာကြီးလဲဗျ။အင်ကောင်းရင်ပိုင်ပဝင်းကြည့်အောင်လက်နေထမီးနဲ့ထွန်းကြည့်နေတဲ့နွယ်နွယ်ရဲ့အကိုဖြစ်သူဟာမြင်လိုက်ရတဲ့မြင်ကွေးကြောင့်အဲ့ဒီနေရာကိုလက်နေထမီးနဲ့ထွန်းလို့ဖခင်ဖြစ်သူကိုကြောက်လန့်ကြစကားပြောလို့တော့ဖခင်ဖြစ်သူလည်းလက်နေထမီးကအောက်မှာမြင်လိုက်ရတဲ့မြင်ကွေးကြောင့်ပါဇက်အဟောင်းသားနဲ့အံ့ဩထိတ်လန့်နေတယ်။ တာဖာတယောက်တွေ့လိုက်ရတဲ့မြင်ကွင်းကထမ်းမင်လောက်မြင့်တဲ့အရက်တထွာခက်ရှိတဲ့အမွှေးမြင်စပားထဲပုတ်တောင်းလောက်ရှိတဲ့ခေါင်းလက်ညှိုးအရွယ်ရှိပြီးတထွာခက်ရှိတဲ့အဆွဲအကျဲတောက်ပကလုံးရဲ့မျက်လုံးနီနီကြီးနဲ့ကြီးမားတဲ့မကောင်းဆိုးဝါးကောင်ကြီးတစ်ကောင်ကိုတွေ့လိုက်ရတယ်။မကောင်းဆိုးဝါးကြီးကတာဖာမြောက်ကိုတခဏများရက်ကြည့်ပြီးထွက်ခွာသွားခဲ့တယ်။မကောင်းဆိုးဝါးကြီးထွက်ခွာသွားပြီးတမနစ်ခန့်အကြာရောက်မှကြောက်လန့်စိတ်နဲ့မေတ္တနေတဲ့တာဖာမြောက်တတိဝင်လာပြီးအိမ်ပေါ်တက်ပြေးကြတယ်။ ။ဒါဖာနှစ်ယောက်ကသူတို့မြင်တွေ့လာရတာကိုနွနယ်တို့တားမိကိုပြက်ပြောပြတော့တားမင်းနှစ်ယောက်လည်းကြောက်ရွံ့ထိတ်လန့်ကုန်နေ။နွနယ်တို့မိသားစုဟာကြောက်ရွံ့ထိတ်လန့်စိတ်နဲ့မအိတ်ကြပဲမိသားစုဝိုင်းဖွဲထားလို့မိုးလင်းတဲ့အထိငုတ်တုတ်ထိုင်နေကြတယ်။မိုးလင်းတဲ့အခါမှာတော့နွနယ်ရဲ့ဖခင်နဲ့မိခင်ကြီးကလိုအပ်တာတွေကိုပြင်ဆင်ကြတယ်။တနေ့တာလိုအပ်ချက်တွေကိုပြင်ဆင်ပြီးတဲ့နောက်နောက်တနေ့ခရီးထွက်ဖို့အားလုံးအစီအစဉ်ပြင်ဆင်လိုက်ကြတယ်။ကြောင်လန့်စရာမကောင်းစိုးဝါကြီးကိုမြွတ်တွေ့ခဲ့ရတယ်ဆိုပေမဲ့ ကြောက်နေနှလုံးကြောင့်ကြောက်လန့်စိတ်တွေပျောက်နေတယ်။မကြခင်ချမ်းသာတော့မယ်ဆိုတဲ့လောဘစိတ်ကသူ့ရုပ်စိတ်တွေကိတ်အောင်နေတာကြောင့်ကြောက်လန့်စရာတွေကိုမေ့ရောက်ကုန်တယ်။ညကပိမ့်ပိမ့်အောင်မှောင်မဲနေပြီးညဆယ်နာရီသာရှိသေးတယ်ဆိုပေမဲ့တိမ်ကုန်းတူရလုံးလူတန်သူတန်မကြရပဲတိတ်ဆိတ်ငြိမ်သက်နေတယ်။တူရလုံးအလုတ်ချက်လောက်ကင်ကြတဲ့သူတွေမို့မနဲ့ဆော့ဆော့ထပြီးလုပ်ငန်းဝင်ဝင်ကြရကညဘက်ဆော့ဆော့အိတ်ကြတယ် တန်ကုန်းရမှာနေစဉ်ဟောင်းနေကြဥနေကြခွေးတွေကဒီကနေ့တော့တိတ်ဆိတ်ညိတ်သက်နေတယ်။ပိုးပရဲ့အော်ဒါညမှာကြက်စားတဲ့ညငယ်အော်ဒါတွေကယခုညမှာတော့မနေရအောင်မကြားရအောင်။တရွာလုံးကတောက်တန်တစားပြက်အလားတိတ်ဆိတ်ခြောက်ကပ်နေတယ်။နင်တွေရဲ့ဖခင်နဲ့အကိုဖြစ်သူကလည်းစီမီကွက်ကြီးထုံးပြီးကင်းဆောင်နေကြတယ်။လူငယ်ဖြစ်တဲ့နင်တွေရဲ့အကိုကညာအိတ်ကြီးပြက်ထားတာမို့ငါမြင်နေတယ်ဆိုပေမဲ့ဖခင်ဖြစ်သူကတော့လှံကိုဘေးချပြီးအကြက်ရီတိုး တစ်ခွက်ပြီးတစ်ခွက်ငှဲ့တောင်းနေတယ်။နင်တွေကအစပထမအိမ်မပြောပဲရှိနေရကဖြက်ခနဲ့လန့်နိုးလာခဲ့တယ်။အိမ်မဆိုးထမမတ်တဲ့အတွက်လည်းစိတ်သက်သာရာရနေတယ်။တဘူတဘွားသွားလို့ဒါကြောင့်လက်နေတံမြူးယူပြီးအိမ်ကန်းလေးကနေထွက်လာခဲ့တယ်။တမိဘယ်သွားမလို့လဲ။အဖေပါသွားဖို့အောက်ခဏဆင်းမလို့အဖေ။တယောက်တည်းသွားလို့ရလား။ကြောက်ရင်အဖေအဖေလိုက်ခဲ့ပြီးမဲ့လေ။ကိုအိမ်ဝိုင်းနဲ့ဘာကိုကြောက်ရမှာလဲအဖေရဲ့ငငယ်ကလေးကသွားလာနေတာပဲဟာ။ အေးအေးအေးတခုခုအရေးအကြောင်းကြုံရင်နှောက်အောင်လိုက်နော်သမီးနန္ဒရဖခင်ကြီးနဲ့စကားပြောဆိုလို့လက်လိုက်တံမီလေးထုံးပြီးအိမ်အောက်ကိုဆင်းလာခဲ့တယ်။အိမ်သားနဲ့အိမ်ယာ10မိနစ်ခန့်သာပွားတဲ့အကွာဝင်းမှာရှိလိမ့်တယ်။နန္ဒရအပေါ်ပါသွားပြီးအိမ်ဘက်ပြန်လာတဲ့အချိန်သူ့ရှေ့မှာကြောပေးရက်နေတဲ့မိန်းမတစ်ယောက်ကိုတွေ့လိုက်ရတာကြောင့်ရင်ထိတ်သွားပြီးခြေလမ်းတွေရပ်တန့်သွားခဲ့တယ်။ရှေလျာမနဲ့ပြီးအုံကောင်းတဲ့စပိတ်ရှေခိမင်းသမီးတစ်ယောက်ရဲ့အဝတ်အစားတွေနဲ့ရှိနေတဲ့မိန်းမတစ်ယောက် နည်းနည်းဖះတလိုက်မိတယ်။ယခုသူမြင်တွေ့နေရတဲ့မိမအိမ်မက်တွေသူ့ရဲ့မျက်လုံးကိုထိုးဖောက်သွားတဲ့မိမနဲ့တထရာတဲ့တူနေတယ်။ကြောက်ခိုင်းထားတဲ့မိမနည်းနည်းဘက်ကိုတဖြည်းဖြည်းလှည့်လာတယ်။နည်းနည်းရကြောက်လန့်စိတ်နဲ့တကောလုံးတုံပြီးလက်နဲ့တံမီကသူမပန်လှည့်လာတဲ့မိမရဲ့မျက်နှာကိုတဲ့တဲ့ထိုးနေတယ်။မျက်တွင်းဟောက်ပတ်မျက်လုံးနှလုံးနေရာကသွေးစိမ့်ရှိရှိစီးကျနေတဲ့မိမတယောက်ဒီမိမကိုနည်းနည်းသိနေတယ်။ကော်လွန်ခဲ့တဲ့ညက သူမမျက်လုံးကိုအဲ့ဒီမိမထိုးပေါက်ခဲ့ကြောင်းကြောက်လန့်ထိတ်လန့်စွာနဲ့အမတ်ရနေမိတယ်။နောက်နဲ့ကြောက်လန့်တဲ့စိတ်နဲ့ပြေးလာတော့သူမအခြေနေရကနေရကနေတလက်မတော်မွေ့အတကုံအော်ဟစ်ကြည့်တယ်။ဒါမဲ့ရေမက်အတွင်းရလာတဲ့အတန်ကလက်ချောင်းမှာတစ်ဆို့ပြီးပြောက်ကွယ်သွားခဲ့တယ်။နေငါးညလုံးကိုဖောက်သွားတယ်။ဒီအတွက်နေပြန်ပြီးပေးဆက်ရလိမ့်မယ်။နေညလုံးကိုအစားပြုံရလိမ့်မယ်။ညလုံးဟောက်ပတ်နဲ့မိမ့်မ ရက်ဆက်စွာပြုံးလိုက်ရင်မာကျော်ခတ်ထန်တဲ့စကားကိုဆိုလာတာနဲ့တပြိုင်နက်အိမ်ဘေးမကြီးပင်မှာဘယ်အချိန်ကလေးကရောက်နေမှမသိတဲ့ကြီးကပ်နေရနားမခံတော့အဟစ်ပြီးနည်းနည်းရှေ့ရစီကိုဥတီပြန်တော့လို့နည်းနည်းရဲ့မျက်နှာတဲတဲ့ကိုဝင်ရောက်ပြီးတချို့ကြီးကပ်နေရမျက်နှာကိုကုတ်ချစ်ကတချို့ကြီးကပ်နေရမျိုးလုံးကိုနှုတ်သီးတွေနဲ့ပေါက်ခြေထောက်တွေနဲ့ကုတ်ဆွဲနေတော့နည်းနည်းရဲ့နားကျင်စွာအော်တန်နဲ့ကြီးကပ်အော်တန်တွေကရောထွေးကုန်တယ်ကြီးကပ်နေရဲ့အော်တန်နည်းနည်းရဲ့အော်တန်ကြောင့် နုံနေရဲ့မိဘနှစ်ပါးနဲ့အကိုဖြစ်သူရောက်လာတဲ့အချိန်မှာတော့မျက်လုံးနဲ့ဖောက်ထုတ်ခံထားရပြီးမျက်လုံးကသေးသေးရှိရှိစီးကြကာတရစ်လစ်နေတဲ့နုံနေရဲ့အဖြစ်ကိုရင်ထုမနာတွေ့လိုက်ရပါတယ်နုံနေရဲ့ဘေးမှာဘသူမှရှိမနေကြည်ကပ်နေရလဲတကောင်တလေတောင်မတွေ့ရနုံနေရဲ့မျက်လုံးအဖောက်ခံလိုက်ရတာကြောင့်မိသားစုတစုလုံးရင်ထုမနာရှိနေကြတယ်ဆေးဆရာအရေးပေါ်ခေါ်ပြီးမျက်လုံးကိုစစ်ဆေးကြည့်တော့မျက်လုံးနှလုံးစလုံးဖောက်ထုတ်ခံထားရကြောင်သိလိုက်ရတယ် နဲ့နဲ့တရိရလာတဲ့အချိန်သူမမျိုးလုံးနှလုံးဆုံရှုံသွားမှန်းလဲသိရောရေထုမနာဖြစ်မစင်တိုင်းဖြစ်နေတယ်။အာဝစရာကောင်းတဲ့အချက်တစ်ချက်ကတော့မနက်မိုးလေးနဲ့အချိန်မှာတိမ်စီဝှက်ထားခဲ့တဲ့နေရာကကြောက်နေနှလုံးထူးဆန်းစွာနဲ့ပျောက်ဆုံးနေတာကိုပဲ။နုံနေရဲ့မျိုးလုံးကိုဖောက်ထုတ်ယူသွားတဲ့တရက်ခေါင်ဆွေမျိုးတွေစုံစမ်းကြပေမဲ့လည်းနေ့တန်ကြာတဲ့အထိပေါ်မလာတာကြောင့်လက်လျှော့လိုက်ရတယ်။ကြောက်နေနှလုံးပျောက်ဆုံးမှုနုံနေမျိုးလုံးနှလုံးဖောက်ထုတ်ခံရမှုက မိသားစုပြဿနာအဖြစ်နှိမ့်တန်ကြရှိနေပြီမဲ့လေလူချင်းတဲ့အဖြစ်ဟာပျောက်ဆုံးနေတာကတော့ယနေ့ထက်တာပဲဒါမဲ့နွယ်နယ်တယောက်သာတည်တဲ့လှုပ်ဝက်ချက်တစ်ခုရှိတယ်အဲ့ဒါတော့မင်းသမီးရဲ့ရုပ်ထုမှာနှလုံးအဖြစ်တက်ဆင်ထားတဲ့ကြောက်နေနှလုံးကိုထုတ်ယူမိတယ်ဒီအတွက်သူမရဲ့မျက်လုံးကို ပြည့်ပြီးလာထုတ်ယူခြင်းခံလိုက်ရတယ်ကျွန်ုပ်ကြောက်ဘူးတဲ့မျက်လုံးအယောစားဇလားတော့ဒီလောက်ပဲကြောက်စရာကြီးပါလားကိုကြီးဟာမင်းသမီးရုပ်ထုကမျက်လုံးကိုထုတ်ယူမိလို့ ညလုံးပြန်ထုတ်ယူခါရတာဟမ်မိုရာဘီရဲ့ကိုတော့ဥပဒေလိုပါပဲလားကျွန်ုပ်ဇလန်အစုံသက်မှာတော့တာဝပြောလာတဲ့စကားဒါနဲ့အဲ့ဒီမင်းသမီးကြောက်ရွံ့ထူတာအသက်ဝင်နေရလားသူ့ရာဇဝင်နောက်ကျောင်းကဘယ်လိုရှိရလဲကိုကြီးမင်းသမီးရုတ်ထူရဲ့နောက်ကျောင်းရာဇဝင်အောင်မင်းလိုစိတ်ဝင်စားလို့ကျွန်ုပ်လည်းမေးဖို့တယ်အမဲလုံးရဒါပေမဲ့ကရရကရှင်နွေးနေပြောတဲ့မင်းသမီးရုတ်ထူတိရှိတဲ့နေရာကိုသွားရှာတော့ရုတ်ထူတောင်ရှိမနေဘူး လူချင်းနေရာပြောကြတယ်သူတို့ပဲရှာတဲ့နေရာလွဲနေရလားရုပ်ထုကပဲနေရာပြည့်သွားတာလားပြောဖို့အတော်ခက်တယ်ရုပ်ထုတောင်ရှာမတွေ့မှတော့ရုပ်ထုတမိုင်းဆိုတာကလည်းသိဖို့ဝေလာဝေးပဲဒါဆိုဒီကိစ္စကဘေးဒီမျိုးကုန်အဖြစ်ပဲရှိနေတော့မှာပေါ့နော်အကိုကြီးမှန်တာပေါ့တာဝါရတခါတလေလောကကြီးမှာလက်တွေရုပ်ဝါးတွေသဘောတရားတနည်းအားဖြင့်တော့တိတ်ပံသဘောတရားနဲ့တက်တည်ပြလို့များတဲ့အဖြစ်ပြက်တွေအများကြီးပဲကွာကဲ အမောလဲပြေးပြီးအချိန်လဲမနေတော့ဘူး။ကားကောင်လိုက်ရှာကြစို့။ကျွန်တို့ဆရာတပည့်၃ယောက်ပရလောကသားတွေရဲ့နေမြေဟာတတိဝလံတွေကိုခူးမရကတဆက်မင်းသမီးရုတ်ထွားကြောက်နေမျက်လုံးနှလုံးကိုထုတ်မိလို့မျက်လုံးပြဖောက်ထုတ်ခါလိုက်ရတဲ့မိမတယောက်ကြောင့်ကျွန်တို့ကတာဝါလို့ကိုပြောပြီးအမဲပြဖို့အတွက်တော့အတွေ့နဲ့ကိုစက်ဝင်လာခဲ့ကြတယ်။ပရိသတ်များရှိမော်ဆိုးဖိုးတင်နဲ့မျက်လုံးရော်စားဇလန်းလေးကတော့ဒီလောက်ပါပဲနော်။ နားစင်အားပေးခဲ့ကြတဲ့ပရိသတ်တွေတူကြီးစီကိုကျေးဇူးအထူးပဲတင်ရှိသလိုဆိုင်ရဲသူမျိုးကိုလင်ကောင်လည်းကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင့်ဒီဇလန်လေးကိုတင်ဆက်ပေးခဲ့တဲ့သူကတော့ကျမတကူမိပဲဖြစ်ပါတယ်ပရိသတ်များအားလုံးပဲကံကောင်းခြင်းပျော်ရွှင်ခြင်းကျမချင်းတွေကို အစင်ထာဝရပိုင်ဆိုင်နိုင်ကြပါစေရှင်